လိုက်တာညိုမင်းလင်ဆိုတာခင်ဗျာခင်ဗျာဘာလဲဗျာခင်ဗျာလူတွေဘာလိုက်လုံလားဟိုးဟိုင်းပြန်ပြီးရီဟိုင်းပြန်ပြီးပြီးလို့ချင်းជីវဘိုင်းလေးជីវဘိုင်းလေးဘာလဲခင်ဗျားတို့ရဘာလူတွေဘာမှန်လဲစောင်းယူတွေမှန်လားသောနာတော့ရဲတယုံဆောင်မှုနဲ့ပတ်သက်လို့ဖွင့်ပြထားတဲ့2မိနစ်အတွင်းမှာဘာပဲလှုပ်ပြလှုပ်ပြကျွန်တော်အကုန်လက်ခံ ဒိုင်လူကြီးတွေပြောင်းတော့ပြောင်းရဲ့စကားတွေမှာပါပါတယ်ဒိုင်လူကြီးတွေလက်ခလဲပဲထောင်ပြပြဆဲဆဲဆိုးဆိုးပရိသတ်အတန်ရှင်းရဖို့ဂျာစီရဲ့အတန်ရှင်းရဖို့ဘာပဲလှုပ်ပြလှုပ်ပြကျွန်တော်အကုန်ခွင့်လွှတ်တယ်အကုန်လက်ခံတယ်တရုတ်ဆောင်မှုလို့ပဲကျွန်တော်သဘောထားပြီးကြည့်ပေးတယ်အဲဒါမဲ့မီဒီယာအင်တာဗျူးတွေမှာပြောတဲ့စကားတခုတော့မပြန့်ရှင်းရလဲမင်းငါ့ကိုပြောထားတဲ့စကားမပြန့်ပြောပြလားကိုညိုနဲ့ပတ်သက်ပြီးတော့ဗောနော်မီဒီယာတွေမှာကျွန်တော်အင်တာဗျူးဖြေတဲ့အပေါ်မှာကိုထက်ဝါကြီးပြီးတော့တဘာကြီးတယ်ဟိုတကယ်ကိုစီနီယာဒါရိုက်တာကြီးတယောက်ကို ရင်ကျေးတဲ့အသုံးနှုန်းမျိုးတွေဟိုဆောင်းအားသလိုဖြစ်စေတဲ့အသုံးနှုန်းတွေပါဝင်သွားနိုင်ပါတယ်ကြီးရှုရတဲ့သူတွေလည်းစိတ်နှောင့်ယှက်ဖြစ်နိုင်ပါတယ်ကိုညိုလည်းအများကြီးစိတ်ပိုင်းဆိုင်ရာထိတဲ့မှုတွေရှိနိုင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာကနေကိုညိုကိုတောင်းပန်ပါတယ်သောကနာတော့ရေတယုံဆောင်မှုနဲ့ပတ်သက်လို့ခွင့်ပြုထားတဲ့2မိနစ်အတွင်းမှာ ဘာပဲလုတ်ပြလုတ်ပြကျွန်တော်အကုန်လက်ခံဒိုင်လူကြီးတွေကျွန်တော်ပြောတဲ့စကားတွေမှာပါပါတယ်ဒိုင်လူကြီးတွေလက်ခလဲပဲထောင်ပြပြဆဲဆဲဆိုးဆိုးပရိသတ် attention ရဖို့ jazz ရဲ့ attention ရဖို့ဘာပဲလုတ်ပြလုတ်ပြကျွန်တော်အကုန်ခွင့်လွှတ်တယ်အကုန်လက်ခံတယ်တရုပ်ဆောင်မှုလို့ပဲကျွန်တော်သဘောထားပြီးကြည့်ပေးတယ်အဲဒါမဲ့ media interview တွေမှာပြောတဲ့စကားတခုတော့မပြန့်ရှင်းရလဲမင်းငါ့ကိုပြောထားတဲ့စကားမပြန့်ပြောပြကိုညိုနဲ့ပတ်သက်ပြီးတော့ဗောနော် media တွေမှာကျွန်တော် interview ဖြေတဲ့အပေါ်မှာကိုထက်ဝါကြီးပြီးတော့တပါကြီးတယ်ဟိုတကယ်ကို စီနီယာဒါရိုက်တာကြီးတယောက်ကိုမရင်ကျေးတဲ့အတုံးလုံးမျိုးတွေဟိုဆောင်းအားတလို့ဖြစ်စေတဲ့အတုံးလုံးတွေပါဝင်သွားနိုင်ပါတယ်ကြီးရှုရတဲ့သူတွေလည်းစိတ်နှောင့်ယှက်ဖြစ်နိုင်ပါတယ်သူမျိုးလည်းအများကြီးစိတ်ပိုင်းဆိုင်ရာထိတဲ့မှုတွေရှိနိုင်ပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်ဒီနေရာကနေကိုညိုကိုတောင်းပန်ပါတယ်ကိုညိုကလည်းကျွန်တော်ကိုသတိပေးထားပါတယ်နောက်တစ်ခါဘယ်တော့မှ စကားကြုံမှာဒါနောက်ဆုံးအချိန်သတိပေးတာပါတဲ့ ကိုညိုကကျွန်တော်အဲ့လိုပြောထားပါတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဟိုကိုညိုအပေါ်မှာထပ်ပြီးတော့အမားပါမဲ့စကားမျိုးကိုမပြောမိအောင်တတ်နိုင်သရွေ့စားဖို့ခိန်ခိန်ွားပါမယ်။ဟောကိုလက်ခံတယ်။ဟော apology is sad but ဘာလို့လဲဆိုတော့ငါမင်းတို့အဲ့လိုသူများမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေအောက်က comment တွေမှာသူများတွေမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေမဖြစ်စေချင်တော့ဟုတ်ကဲ့ဟုတ်ကဲ့ okay okay ရပြီနားရနားကျေးဇူးပါဗျာ ဒီကကျွန်တော်သရုပ်ဆောင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်သရုပ်ဆောင်အရေးချင်းကိုပဲဟိုဦးစားပေးပြီးတော့ကြည့်ပါတယ်ကလေးတွေအကုန်လုံးလည်းသရုပ်ဆောင်အနေနဲ့ပဲအဲ့လိုမျိုးဟိုထွက်လာစေခြင်းလေသိလားပွဲရှာတာအဲ့လို attention ရှာတာအဲ့ဒါမျိုးတွေနောက်ကိုမตายရသွားစေခြင်းကျွန်တော်သူ့စိတ်ကူကို appreciate လုပ်တယ်လေသူ့ရဲ့စိတ်ကူအပေါ်မှာ appreciate လုပ်တယ်သူ jazz ရဲ့ attention ရဖို့အတွက်သူ့စိတ်ကူနဲ့သူလုပ်တာကိုကျွန်တော် ် bridge လုပ်တယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘာတစ်ခုမှဟိုအစိုးဘက်ကမကြည့်ဘူးဒါပေမဲ့တစ်ခုရှိရအဲ့ဒီနှစ်မိနစ်ရပြင်ပမှာတော့အချိုးပြေဖို့လိုတယ်ဒါပဲလက်ခံတယ်ကျွန်တော်ပြောရရှင်းရှင်းလေးဒီနှစ်မိနစ်အတွင်းမှာ judge ရဲ့ attention ရဖို့သရုပ်ဆောင်တာဖြစ်တဲ့အတွက်လက်ခလဲပဲထောင်ပြပြပစိုးပဲလှန်ပြပြကျွန်တော်အကုန်လက်ခံတယ်အကုန်ခွင့်ပြုထားတယ်ဒါပေမဲ့အဲ့ဒီရပြင်ပမှာတော့နည်းနည်းစကားပြောတာဆိုတာဆင်ခြင်ဖို့လိုတယ် ရှာပါသေးတာပြဿနာမရှိပါဘူးကျွန်တော်ကဟိုဒီကနေ့ပတ်သက်လို့ဘယ်သူ့ပေါ်မှာမှဟိုဘယ်လိုပြောမလဲချေချင်းနဲ့နဲ့ပါပဲအကုန်လုံးနဲ့အခုကမီဒီယာအင်တာဗျူးတွေမှာနည်းနည်းဖြေတာလေးတွေအများများလာလို့ပြောရတော့တာတောင်းပန်ပါတယ်စပြီးတော့အဲ့ဒီဗီဒီယိုကလစ်စပြီးတော့တက်တဲ့နေတွေကသူကျွန်တော် Messenger မှာလာပြောတယ်အကိုရေးတဲ့ viewer viewer တွေအများတက်နေလို့ကျွန်တော်အခုအားနာတယ်တောင်းပန်ပါတယ်ရတယ်ညီလေးလို့စိတ်ထဲမှာထားနေလို့ပြောလိုက်ပြီးသားဟာကိုအင်တာဗျူးဖြေရတာဒီကောင်နည်းနည်းအရသာတွေ့ရွာပြီးတော့ထပ်ထပ်ဖြေနေတော့ အဲသတိပေးတာကတော့မစိတ်စိုးရဲဆိုတာဟိုပါအဓိကဟိုသူတို့ကိုပွဲအဲ့လိုမျိုးရှာတတ်သွားတဲ့သူမျိုးမဖြစ်စေချင်တာဟုတ်လားတရုတ်ဆောင်ရေချင်းနဲ့ပတ်သက်လို့ဟိုသူ့ရဲ့တရုတ်ဆောင်ရေချင်းကိုပဲအားကိုးပြီးတော့တက်သွားတဲ့သူမျိုးဖြစ်စေချင်တာဟုတ်လားဟိုဒီလိုမျိုး ပွဲရှာပြီးတော့လူသိများသွားပြီးတော့ဒီလောကထဲကိုကြိုးကြောင်နဲ့ရောက်လာတဲ့သူမျိုးတွေမဖြစ်စေချင်ဘူးဘယ်သူမှမဖြစ်စေချင်ဘူးအဲကျွန်တော်ကတော့တရုတ်ဆောင်ပေါ်ပဲကြည်ပါတယ် personal ပြဿနာတွေဒီထဲကိုမတည်လာပါဘူးအဲ့ဒီဗီဒီယိုတွေကကျွန်တော်တို့ကိုယ်တိုင်တကယ်မကြည့်ရတယ်ဦးသေးတာကျွန်တော်တို့ကိုယ်တိုင်တော့အဲ့မှာတင်မှကြည့်ရတာကျွန်တော်တို့ကကြတော့ on stage ပုံမှာလုပ်တဲ့သူ့ရဲ့ performance ကိုပဲကြည့်တာကျန်တာသူ့ရဲ့ team unit ဖြစ်ခြင်းမဖြစ်ခြင်းအဲ့ဒါတွေကသူ့သူ့ကိစ္စဒီပုံရောက်လာတဲ့ပုံမှာတရုတ်ဆောင်ကောင်းခြင်းမကောင်းခြင်းကိုပဲကျွန်တော်တို့ကကြည့်တာမကောင်းအောင်ပြုတ်မှာပဲကောင်းအောင်ပါလာမှာပဲ နည်းနည်းပပပါအင်းမြတ်သူနဲ့တခါတလေညင်းရတယ်တော့ပါအင်းမြတ်သူကကြတော့ဟိုနည်းနည်းအပြိုကြီးဖြစ်လာပြီဆိုတော့ဗျာအဲ့လိုနည်းနည်းပစည်းပစားများတဲ့ဘက်ကိုရောက်လာတယ်ပေါ့တချို့ဟာတွေကကြတော့တချို့လူတွေကြတော့ तू ကကြိုက်တယ်ဘယ်လိုရှိတော့အောင်နေကြိုက်တယ်ကျွန်တော်ကကြတော့ဒီလူမပါလာသေးဘူးဘာကြောင့်မပါလာသေးဘူးအဲ့ဒါမျိုးတွေညင်းရတာပေါ့နော်အမန်းစင်ကတော့ तू ကနည်းနည်းအဲ့လိုဟိုလူကြီးဆန်တယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပေးနေတဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တကယ်ရင်ခုန်စရာကောင်းတဲ့အစီအစဉ်ပါ စပြီးတော့ရွေးနေတဲ့အချိန်မှာလည်းကျွန်တော်တို့ကိုယ်တိုင်ကိုရင်ခုန်ပြီးတော့အားပေးခဲ့ရတဲ့အချိန်တွေရှိပါတယ်ဘသူဆိုတာကျွန်တော်တို့အမှတ်တစ်ခုတည်းနဲ့သွားတာမဟုတ်လေတခြား judge တွေလည်းဟိုမဆင်တို့ကျွန်တော်အမှတ်တစ်ခုတည်းသွားတာမဟုတ်မဆင်တို့ဟိုညီမလေးအေးမြတ်သူတို့ရဲ့အမှတ်တွေလည်းပေါင်းထည့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ဘယ်လို result မျိုးထွက်လာမလဲဆိုရင်ခုန်ခဲ့ရတာရှိပါတယ်